ရာချိုမျိုးကိုတနက်တစ်ချက်မှမဖောက်ဖဲစစ်ကောင်စီလက်ကို ပြန်အပ်လိုက်ရတဲ့အတွက်နောက်ဆက်တွဲထားတဲ့ခရက်ကတော်တော်ကိုကြီးပါတယ်။တော်လိုင်းရဲ့ဖက်သားတွေကယူကျုံးမရဝမ်းနေကြပါတယ်။တော်လိုင်းရဲ့သမားတွေရဲ့အသက်သွေးနဲ့ပိတ်ဆက်ရယူလာခဲ့ရတဲ့လာရှိုးပြည်သူတွေရဲ့လွတ်လပ်ရေးကိုတနက်တစ်ချက်မှမဖောက်ဖဲနဲ့စစ်ကောင်စီလက်ကိုပြန်အပ်လိုက်ရတဲ့အတွက်ကြောင့်ရင်နာကြပါတယ်။စစ်ကောင်စီဟာတိုက်ယူဖို့သူတို့မစွမ်းဆောင်နိုင်တဲ့လာရှိုးကို ပြန်ရဖို့တရုတ်ကိုတောင်းပန်ပြီးတော့ယူခဲ့ကြတယ်လို့လည်းလောင်ပြောင်ကြတဲ့သူတွေရှိပါတယ်စစ်ကောင်စီကိုလိုလားတဲ့သူတွေကတော့တနက်တစ်ချက်မှမဖောက်ဖဲနဲ့ရယူလိုက်နိုင်တာဟာသူတို့စစ်ကောင်စီတော်လို့ဆိုပြီးတော့ဂုဏ်ယူနေကြပါတယ်လားရှိုးမျိုးကိုပြန်အပ်ဖို့အတွက်ကိုကန့်တပ်မတော် MNDAA ကစစ်ကောင်စီတပ်ကိုမိုင်းရဲအထိတွားကြိုပြီးတော့ခေါ်ဆောင်ခဲ့ရပါတယ်စစ်တပ်ကအင်အား2000ကျော်စစ်ကား100ကျော်နဲ့ဝင်လာပါတယ် လာရှုမျိုးပေါ်12ရက်ွက်ကိုစစ်ကောင်စီလက် ပြန်အပ်လိုက်ရပြီမဲ့လာရှုကိုဝိုင်းရံထားတဲ့ကျေးလက်ဧရိယာတစ်ခုလုံးကိုတော့ကိုကန့်ကပဲဆက်ပြီးတော့ထိန်းသိမ်းထားပါတယ်မြို့ကိုပဲအပ်ပါတယ်နယ်ကိုမအပ်ပါဘူးဖမ်းဆီးထားတဲ့စစ်ကောင်စီဘက်ကတုံ့ပန်းအနှဲငယ်ကိုလွှတ်ပေးတာမျိုးရှိပေမဲ့အများစုကိုတော့ကိုကန့်ကအချုပ်ကားတွေနဲ့ခေါ်သွားပါတယ်အချုပ်ကားတွေထဲမှာရောက်နေတဲ့တုံ့ပန်းတွေကဟိုငါတို့မသေးသေးဘူးဟေးအဖက်ခံထားရတာမိသားစုကိုအကြောင်းကြားပေးပါလို့ အော်သွားတာမျိုးတွေလည်းရှိပါတယ်အဲဒါကြောင့်စစ်တပ်ဘက်ကလူတွေကရင်ခွဲပလက်ဖြစ်ကြပါတယ်ကိုကံကိုတစ်စပေါ့ဆိုပြီးတော့ဆေးရကြတဲ့သူတွေလည်းရှိပါတယ်တရုတ်ကိုမုံတီးကြတဲ့သူတွေလည်းရှိပါတယ်လာရှိုးပြည်သူတွေကိုလည်းလွှဲပြောင်းပေးအပ်ရေးအစီအစဉ်နဲ့ပတ်သက်ပြီးတော့ကိုကံကဘာမှကြိုတင်ရှင်းလင်းပြောဆိုထားတာမျိုးမရှိပါဘူးလာရှိုးပြည်သူတွေဟာသူတို့ကိုအုပ်ချုပ်တဲ့သူဘသူပဲဝါရဲလို့မကွဲပြားပဲနဲ့လှုပ်ရှားသွားလာနေသမျှကိုငုတ်တုတ်ထိုင်ပြီးတော့အရေးချေ ကြည်နေရတဲ့ဘဝမျိုးဖြစ်နေပါတယ်။တရုတ်ထူးတန်တမန်တိတ်ရှိကျင်းရောက်လာပြီးတော့စစ်ကောင်စီနဲ့ကိုကန့်အကြာပြိပခမဖြစ်ပွားရအောင်လာရောက်စီမံခန့်ခွဲတာတွေကိုလည်းလုပ်ပါတယ်။တိတ်ရှိကျင်းရောက်လာပြီးတော့စီမံခန့်ခွဲညွန်ကြားသွားတဲ့အခါမှာဘိုးချုပ်မင်းအောင်လှိုင်တို့ပြောပြောနေတဲ့အချုပ်ချာအာဏာဆိုတာကရည်စရာဟာသဖြစ်သွားပြီးတော့ကိုကန့်ရဲ့တော်လှန်ရေးဟာလည်းတဲတဲ့ရည်သွင်းဖြစ်သွားပါတယ်။ကိုကန့်ဟာတကယ်ပဲတစ္ဆာဖောက်သွားခဲ့သလား။ စစ်ကောင်စီဟာတကယ်ပဲရည်ချင်းရှိလို့တော်လွန်းလို့တနက်တစ်ချက်မှမဖောက်ဖဲနဲ့လာရှုကိုပြန်ရအောင်ယူနိုင်ခဲ့တာပါလားတရုတ်ကဘာလုပ်နေတာလဲတရုတ်ဟာကိုကန့်လူလားစစ်ကောင်စီလူလားတရုတ်ဟာ နောက်ွယ်ကကျုပ်ကင်သူအစ်စ်ဖဲလားဒီကြောင်းတွေကိုတုံ့တက်နိုင်ဖို့အတွက်စစ်တပ်အာဏာသိမ်းခဲ့တဲ့2020ခုနှစ်ကနေအခုထိဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာတချို့ကိုပြန်လည်ပြီးတော့ဆက်ဆက်စဉ်းစားကြည့်ကြအောင်ပါ လက်နက်ကင်တော်လန်ရေးကိုတူမီသနတ်နဲ့စခဲ့ကြပါတယ်တူမီသနတ်ကင်ပြီးတော့တော်လန်နာကိုစစ်တပ်ဘက်ကဟာသလိုလိုသဘောထားခဲ့ကြပေမဲ့တကယ်တက်ရတဲ့အခါမှာကြတော့သူတို့မကြည်နိုင်ကြပါဘူးမင်းတပ်မှာတူမီနဲ့တက်ရတဲ့အချိန်ကလေးကစစ်တပ်ဟာမျက်ရှုစိုက်ခဲ့ပါတယ်တော်လန်ရေးဟာတဖြည်းဖြည်းနဲ့အချိန်တက်လာပါတယ်လူမျိုးပေါင်းစုံလူငယ်တွေဟာတနက်ကိုမရရအောင်ရှာပါတယ်စစ်တပ်နန်းကိုမရရအောင်တက်ကြပါတယ်အဲ့ဒီလိုနည်းနဲ့တော်လန်ရေးအဖွဲ့တွေအပြိုင်အယိုင်ပေါ်ပေါက်လာပါတယ် ဒါပေမဲ့စစ်ကောင်စီကိုဖျောက်ချနိုင်ရေးကတော်တော်ဝေးနေသေးတယ်လို့အဲ့ဒီအချိန်တုန်းကတုံးတက်သူဝေဖန်သူစန့်ကျင်တဲ့သူတွေကပြောကြပါတယ်လူငယ်တွေကဂရုမစိုက်ကြပါဘူးရှိတာနဲ့တော်လှန်ကြပါတယ်အဲ့ဒီလိုအချိန်မှာတစ်တုံညာနှစ်ခွန်းစစ်စင်ရေးကြီးရုတ်တရက်ပေါ်လာပါတယ်တစ်တုံညာနှစ်ခွန်းစစ်စင်ရေးပေါ်လာပြီးတဲ့နောက်မှာတော့အောင်ပွဲရဖို့တော်တော်ဝေးတယ်ဆိုတဲ့အမြင်ကိုပြောင်းမြန်လှန်ပစ်လိုက်နိုင်ပါတယ်2003ခုနှစ်အောက်တိုဘာလမှာဆင်နွှဲခဲ့တဲ့တစ်တုံညာနှစ်ခွန်းစစ်စင်ရေးဟာ လျှက်ပြက်တယ်လို့မြင်ပါတယ်မိုးထစ်ချုံတယ်လို့ပြင်းထန်ပါတယ်ဇက်တိုက်ထားတယ်လို့တစ်ဖွက်နဲ့တစ်ဖွက်အချိတ်ဆက်မိမိလဲထွက်ပေါ်လာပါတယ်ဒါစင်နဲ့ချီတဲ့မျိုးတွေဟာစစ်ကောင်စီလက်ကနေပြီးတမျိုးပြီးတမျိုးရှော့ကနေရှော့ကနေလွတ်ထွက်သွားကြပါတယ်တစ်တုံညာနှစ်ခုဆစ်စေးအောင်မြင်တော့တခြားနယ်ပယ်အသီးသီးမှာရှိတဲ့တော်လိုင်းရေးအဖွဲ့တွေလည်းအားတက်လာပြီးတော့တိုက်ခိုက်လိုက်ကြရမှာ စစ်ကောင်စီဟာအရေးကြီးတဲ့မြို့တချို့လောက်သာထိန်းထားနိုင်တော့တဲ့အဆင့်ထိရောက်အောင်ရှင်တွေက ရုတ်ရော်ကျဆင်းသွားပါတယ်။အခုကစစ်ကောင်စီကမြန်မာနိုင်ငံရဲ့20တရာခိုင်နှုန်းကိုသာထိမ့်ချုပ်နိုင်တော့တယ်လို့ BBC အင်္ဂလိပ်ပိုင်းသတင်းဌာနကအကဲဖြတ်တယ်လို့ပဲတချို့နိုင်ငံရေးသုတေသီတွေကတော့32ရာခိုင်နှုန်းကိုသာစစ်ကောင်စီကထိမ့်ချုပ်နိုင်တော့တယ်လို့အကဲဖြတ်ကြပါတယ်။အခုချိန်မှာတချို့ကိစ္စတွေကိုပုံပွင့်လင်းလင်းထုတ်ဖော်ပြောဆိုပါမယ်။ပြောဖို့အချိန်ကြာရောက်ပြီလို့ထင်လို့ပါလက်ရှိဖြစ်နေတဲ့အခြေအနေကိုပုံပွင့်လင်းလင်းပြောပြီးမှသာကျွန်တော်တို့ ရှစ်ဆက်ပြီးတော့တိုးရတာလဲပို့ပြီးတော့ကြတော့အကျိုးရှိမှာပါအဲ့ဒီတချို့သောကိစ္စတွေကိုစစ်ကောင်စီကလည်းသိတယ်ကိုကဝပလောင်နေလည်းသိတယ် NUG နဲ့တော်လိုင်းသမားအများပြားကလည်းသိတယ်နိုင်ငံရေးသမားတွေကလည်းသိကြပါတယ်ဒါပေမဲ့ပြည်သူတွေမသိအောင်ဖုံးဖိထားကြတာမျိုးတွေရှိနေပါတယ်ပြည်သူတွေထဲမှာနားမျက်စိပွင့်သူတွေကတိတံတလောက်သိကြပေမဲ့မသိတဲ့သူကခက်များများဖြစ်နေကြပါတယ်အခုပြောပါမယ် ြည်သူကိုသတင်းပေးတယ်လို့လည်းဆိုနိုင်ပါတယ်ပြည်သူကိုယုံကြည်လို့ပြည်သူကို တိုင်တယ်တယ်လို့လည်းဆိုနိုင်ပါတယ်တကယ်တော့တစ်တုံညာနှစ်ခုစစ်စင်ရေးဟာတရုတ်မီးစိမ်းပြလို့ဒီလောက်ထိအောင်မြင်ခဲ့တာပါမီးစိမ်းပြတယ်ဆိုတာထက်တောင်မှပိုပါတယ်တရုတ်အကူအညီနဲ့တစ်တုံညာနှစ်ခုစစ်စင်ရေးပထမအကြော့ဟာအောင်မြင်မှုကြီးကြီးမားမားရခဲ့တာပါတစ်တုံညာနှစ်ခုစစ်စင်ရေးအတွက်လက်နက်တွေကိုဘယ်ကရရတယ်ဆိုတော့ဝါစီကနေရပါတယ် ဝါကအဲ့ဒီလက်နက်တွေကိုဘယ်ကရရလဲဆိုတော့တချို့ကို China North Industries Group Corporation Limited စီကနေပြီးတော့အစိပ်ပိုင်းတွေတွင်းယူပါတယ်ဝါနေမြေထဲမှာတက်ဆင်ပါတယ်တချို့ကိုတော့တရုတ်လက်နက်မှောင်ကိုတွေစီကနေပြီးတော့ရပါတယ်မှောင်ကိုစီကပဲဝယ်ဝယ် China North Industries Group Corporation Limited ကနေပဲဝယ်ဝယ်လူတိုင်းဝယ်လို့ရတာမျိုးမဟုတ်ပါဘူးတရုတ်ထောက်လိုင်းရေကမီးစိမ်းပြထားတဲ့သူသာဝယ်လို့ရပါတယ် ဲ့လိုဝယ်ယူခွင့်ကိုဝပြည်သွေးစီညွညွရေးပါတီနဲ့ဝတ်တက်မတော်ကအစောကြီးကလေးကရထားတာပါ drone လက်နက်တွေလည်းဝါစီကနေပဲကိုကန့်နဲ့ပလောင်ဖွဲ့တွေကရကြတာပါကိုကန်နဲ့ပလောင်နဲ့မကပါဘူး2020တခုຫນွေဥတော်လန်ရေးပေါ်ပေါက်လာပြီးနောက်တက်ဆင်ကြတဲ့လက်နက်တွေအ ਨੇ အများစုဟာဝါစီကနေရကြတာပါဝါဟာတော်လန်ရေးကိုအဲ့ဒါလို့နောက်ွက်ကနေပံ့ပိုးနေပါတယ်ဒါပေမဲ့သူတို့ကိုယ်တိုင်ဝင်မတိုက်ပါဘူးသူကနောက်ကနေပြီးတော့လက်နက်ထုတ်ပေးပြီးတော့ဆရာကြီးလုပ်ပါတယ ဝါကနောက်ကနေပြီးတော့အဲ့ဒါလိုထောက်ပံ့ကူညီတဲ့အတွက်ကိုကန့်ကတိုက်ပြီးတော့တိုက်လို့ရတဲ့နယ်ပယ်ကိုဝါကိုနတ်ပူဇော်သလိုမျိုးဆက်တာပါတယ်ဝါကသူကိုယ်တိုင်တော့စစ်ပွဲမှာမပါသလိုလိုဂျားဝင်ပြီးတော့ဖြန့်ဖြေးပေးတာလိုလိုဝင်ပြီးတော့ထိမ့်ပေးတာလိုလိုလုပ်ပါတယ်အဲ့ဒါကိုစစ်ကောင်စီကလည်းမသိချင်အောင်စောင့်ပေးပါတယ်အဲ့ဒါတွေကသူ့အထာနဲ့သူ ဖြစ်နေကြတဲ့ကိစ္စတွေပါ ဝါအနေနဲ့စစ်မတိုက်ချင်ပါဘူးသူ့နယ်မြေမှာသူ့ဘီရင်မှာပဲစစ်ကောင်စီကလာကျင်နေဆိုရင်တောင်မှသူ့ကိုခွင်တောင်းပြီးမှလာရတာပါတနိုင်ငံလုံးစစ်အာဏာရှင်စနစ်ယောက်ကလွတ်မြောက်တာမျိုးကိုသူတို့လည်းလိုချင်ပါတယ်အပေးပါတယ်ဒါပေမဲ့လက်နက်ထုတ်ပြီးတော့အပေးတာမျိုးကိုပဲလုပ်ပါတယ်သူတို့ကိုယ်တိုင်ဝင်မတိုက်ပါဘူးဘာလို့ဝင်မတိုက်တယ်လဲဆိုတော့အကြောင်းမျိုးစုံ ရှိပါတယ်ဝါအမျိုးသားတွေရဲ့အသက်ကိုမပေးချင်ပါဘူးဝါအနေမြေထဲမှာစစ်ဖြစ်မှာကိုမလိုလားပါဘူးအဲ့ဒါကြောင့် သူတို့ကတော့စစ်ကောင်စီနဲ့မဟာမိတ်ကြီးလိုလိုဘာလိုလိုလုပ်နေပါလေချုပ်ထားတဲ့ငိန်ချမ်းရေးစာချုပ်ကိုရာတပ်ပံတစ္ဆာရှိရှိစောင့်သိရိုသေနေတယ်လို့လို့လုပ်ပါလေအဲ့ဒါကိုစစ်ကောင်စီကမသိလို့ဝါကလိန်တိုင်းခံနေရတာလားဆိုတော့အဲ့ဒါလိုလည်းမဟုတ်ပါဘူးသိပါတယ်စစ်ကောင်စီရဲ့နံပါတ်1ရန်သူကဝါပြီတွေးစီညညရေးတက်မတော်ပါဝါရှိနေသေးသမျှမှာစစ်ကောင်စီအတွက်ခေါင်းပြအောင်မအိနိုင်ပါဘူး တခြားသူတွေကို ရှင်းနိုင်လို့ရှိရင်တခြားသူတွေကိုသာအောင်မြင်လို့ရှိရင်ဝါကိုလည်းဒီနေ့မှာရှင်းပါပါဝါကိုအဲ့ဒါလိုရှင်းရှင်းနေတာကကြာလာပါပြီသူ့မှာအားမရှိသေးတာက တကြောင်းတရုတ်ကိုကြောက်ရတာက တကြောင်းကြောက်တာတသက်လုံးဝါကိုမျက်မှောင်ကုတ်ပြီးတော့ကြည့်နေခဲ့တာပါအခုချိန်မှာစစ်ကောင်စီကိုယ်တိုင်ကဝါကိုဂလန်ကဆန်မလုပ်ရဲပါဘူးဝါသာဝင်တိုက်မယ်ဆိုလို့ရှိရင်စစ်ကောင်စီပြုတ်တာကြာပါပြီ အဲ့ဒါကြောင့်ဝါကိုစစ်ထဲခေါ်သွင်းမိတဲ့အဖြစ်မျိုးမရောက်ရအောင်စစ်ကောင်စီကတတိထားပြီးတော့ရှောင်းနေတာပါစစ်ကောင်စီနဲ့ဝါဟာရှေ့မှာအကိုကြီးညီလေးခေါ်ပြီးတော့လက်ဆွဲနှုတ်ဆက်ပခုံးကိုပွေဖက်လုံနေပေမဲ့အခွင့်သာလို့ရှိရင်နှစ်ယောက်စလုံးကဓားနဲ့ထိုးဖို့စောင့်နေကြတဲ့သူတွေကြီးပါပဲအဲ့ဒါနိုင်ငံရေးပါပဲအဲ့တော့ဝါကစစ်ကောင်စီကိုမတိုက်တာဟာတကူကောင်းစန္ဒာလားအချောင်သမားစန္ဒာလားလို့မေးစရာရှိပါတယ်အားနာပါတယ်ဒါပေမဲ့ပွန့်ပွန့်လင်းလင်းပြောရရင်နည်းနည်းတော့ အချောင်းသမားဆံပါတယ်။သူလဲစစ်အာဏာရှင်စနစ်အောက်ကလွတ်မြောက်ချင်ပါတယ်။စစ်အာဏာရှင်စနစ်ဘလောက်ဆိုးရဲဆိုတာသူလဲသိပါတယ်။ကြိုက်လို့လက်ဆွဲနှုတ်ဆက်နေတာမဟုတ်ပါဘူး။တကယ်လို့စစ်အာဏာရှင်စနစ်အောက်ကလွတ်မြောက်ပြီးတော့ဒီမိုကရေစီရမယ်ဆိုလို့ရှိရင်သူလဲခံစားချင်ပါပါပဲ။ခံစားရပြီဆိုတဲ့အချိန်မှာသူမပါပဲနေမှာမဟုတ်ပါဘူး။အလုံးလွတ်မြောက်မှသာဝါတွေလဲအမှန်တကယ်လွတ်မြောက်မှာပါ။ဒါကိုသူတို့သိပါတယ်။သိပေမဲ့အခုလောလောဆယ်မှာသူတို့ကစင်မော်ကပါ အပြစ်ပိုင်လွတ်မြောက်နေတာမျိုးမဟုတ်သေးပေမဲ့သူတို့ကိုစစ်ကောင်စီကလွယ်လွယ်နဲ့မထီရဲဘူးဆိုတာကိုသူတို့သိနေပါတယ်။သူတို့ကိုလာထီရဲလောက်အောင်အထီစစ်ကောင်စီအင်အားပြန်ပြီးတော့တောင်းတင်းလာဖို့ဆိုတာအခုချိန်မှာအိမ်မက်တောင်မက်လို့မရသေးတဲ့အနေထားပါ။ဝါကိုတိုက်ဖို့နေနေတာတာသူတို့ဆက်ပြီးတော့အသက်ရှင်တတ်နိုင်ပါမလားဆိုတာတောင်းတော်တော်ကြီးကိုမရေရာတဲ့အနေထားပါ။အဲ့ဒါလိုအခြေအနေမျိုးမှာ စစ်ကောင်စီကဝါကိုသွားပြီးတော့လှုပ်နှိုးတာမျိုးမလုပ်ချင်ပါဘူး။ ဒီဒေါ်လာကြီးပေါ်မှာဝါရဲ့ဂျေဆူမရှိဘူးလားဆိုတော့ရှိပါတယ်။သူတို့စီကနေပြီးတော့လန်ဒန်ဝယ်လို့ရပါတယ်။ဒါပေမဲ့ဝါတွေဟာတစိတ်တကူကောင်းဆန်လွတ်နေလို့တော့လေဝေဖန်ရမှာပါပဲ။ဒါပေမဲ့လည်းသူတို့မှာသူတို့အခက်ခဲနဲ့သူတို့ရှိနေတာကိုလည်းအတိမတ်ပြရမှာပါပဲ။အားလုံးသိတဲ့အတိုင်းဝါဟာလည်းကိုကန့်နဲ့ဘွားတူပါ။တရုတ်နယ်စပ်မှာနေရတဲ့သူပါ။ဗမာပြည်မှာတရုတ်နယ်ပို့ပြီးတော့ကုလူဆက်ဆက်နေရပါတယ်။ အဆဆအရာရာတရုတ်ကိုမှီကုန်နေရပါတယ်လက်နက်အင်အားအခုလိုတောင့်တင်းနေတယ်ဆိုတာကလည်းတရုတ်ရဲ့ကောင်းချီးတော်ပေးမှုကြောင့်ပါတရုတ်ကဘာလို့ဒီလိုကောင်းချီးပေးပြီးတော့မြောက်ဆထားတယ်လဲဆိုတာကလည်းအားလုံးသိကြပြီးသားပါကြားခံတယ်ဘဖာဆုံခုထားတာပါနယ်မြေအရာလဲကြားခံနယ်မြေဖြစ်နေပါတယ်ဝါကိုမကြော်နိုင်မဲနဲ့တရုတ်နယ်မြေကိုထိလို့မရဘူးဆိုတဲ့အနေထားပါနိုင်ငံရေးကလည်းကြားခံနယ်မြေပါပဲ တရုတ်ကိုထိမယ်ဆိုလို့ရှိရင်ဝါနဲ့ပထမဆုံးရင်ဆိုင်ရမယ်ဆိုတော့အနေထားဖြစ်အောင်စီစဉ်ထားတာပါအဲ့တော့ဝါဟာတခြားမဟာမိတ်တွေနဲ့လက်တွဲလိုက်လို့ရှိရင်စစ်ကောင်စီကိုအနိုင်တိုက်နိုင်တာမှန်ပေမဲ့တရုတ်ကလိုလားမှကြည်ဖြူမှသာအဲ့ဒါလိုလုပ်လို့ရနိုင်ပါမယ်တရုတ်ကမလိုလားရင်ဘာဖြစ်မလဲဆိုတော့ရှင်းပါတယ်အခုကိုးကံဖြစ်တယ်လို့ဖြစ်မှာပါအဲ့တော့ဝါကလှုပ်ချင်တိုင်းလှုပ်လို့မရပါဘူးပြီးတော့ဘာပဲပြောပြောကိုယ်တိုင် ထွက်တိုက်တာနဲ့ဆာလို့ရှိရင်သူများကိုလက်နက်ထုတ်ပေးပြီးတော့တိုက်ခိုင်းတာကပို့ပြီးတော့တက်တာတယ်လေဘာမကောင်းစရာရှိတယ်လဲသူတို့အတွက်သူတို့ပဲကြည့်မယ်ဆိုလို့ရှိရင်မကောင်းစရာမရှိဘူးလေအမေရိကန်တောင်အဲ့ဒါလိုလှုပ်နေတာပဲမို့လားအဲ့ဒီတော့အခုလက်နက်ကင်တွန်လိုင်းအဖွဲ့တွေအားလုံးရဲ့နောက်ွယ်မှာလက်နက်ထုတ်ရောင်းပေးပြီးတော့ခတ်တီတီကြီးလက်ပိုက်ကြည့်နေတဲ့ဝါဟာဆရာကြီးပါဆရာကြီးရဲ့နောက်မှာတော့ဆရာဆရာကြီးဖြစ်တဲ့တယောက်ကစောင့်ကြည့်နေပါတယ် တကယ်တမ်းကျွန်တော်တို့ခေါင်းကိုက်ရတဲ့အဓိကဇက်ကောင်ဟာတရုတ်ပါအခုသုံးသက်ချက်ဟာတရုတ်ဘာလုပ်နေတာလဲတရုတ်ရဲ့အကြံစီတွေတွေးခေါ်ပုံတွေကဘာတွေလဲဆိုတာကိုသုံးသက်နေတာပါအခုဟာကပထမပိုင်းမှာရှိပါသေးတယ်နောက်အပိုင်းတွေကိုဆက်ပြီးတော့ကြည့်ကြပါအောင်လို့ဖိတ်ခေါ်ပါတယ်အားလုံးကိုမကြည့်ရသေးလို့ရှိရင်ဇက်ရည်လည်းမမဟုတ်ပါဘူးတိတ်ရှည်သွားမှာမလို့အပိုင်းခွဲပြီးတော့တင်ဆက်ရတာကိုအားနာပါတယ်ခင်ဗျာတီးခံပြီးတော့စောင့်ကြည့်ပေးကြပါ